မင်္ဂလာပါအခင်းစပွန်ပရီမီယာလိပွဲစဉ်35ရဲ့ပွဲချုပ်30ချက်စီစဉ်တာကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေကျွန်တော်တို့ခရိုင် host ကောင်းကန်တန်ဖြစ်ပါတယ် မင်္ဂလာပါကျွန်တော်တို့မြန်မာလိင်ကစားသမားဟောင်းတန်ထောင်ဖြစ်ပါတယ်အခုရေဒီတစ်ခေါက်ဒါပရီးမီယာလိပွဲစဉ်35ဒါစနေနေ့ပွဲစဉ်တွေတဲကကျွန်တော်တို့ဒါပွဲကောင်းတစ်ပွဲတော့ရွေးချယ်ပေးထားတယ်ဘယ်ပွဲစဉ်လေးဖြစ်မလဲဆိုတော့ပြောပြပေးပါအောင်ဗျဒီတစ်ခေါက်ရွေးချယ်ပေးထားတဲ့ပွဲစဉ်ကတော့အခုလာမယ့်စနေနေ့ည7:00တိုင်းမှာရှင်မြန်ကစားမယ်ပရီးမီယာလိရဲ့ပွဲစဉ်35အဖြစ်ရှင်မြန်ကစားမယ်အာဆင်နယ်အသင်းနဲ့ဘုံမောက်အသင်းတို့ရဲ့ပွဲစဉ်ကိုရွေးချယ်ပေးထားဖြစ်ပါတယ်ခင်ဗျလက်ရှိအာဆင်နယ်အသင်းကတော့ဒါကျွန်တော်တို့ပရီးမီယာလိအမှတ်ပေးစရာရဲ့အဆင့် နှစ်နေရာနေပဲကြာကျွန်တော်ယာတီတိန်တဲ့ပုံစံတော့ဖြစ်သွားပြီဆိုတော့တစ်ဖက်က AFC ဘုံမော့အတင်ကတော့အဆင့်30ဆိုတော့တို့မှဘာမှလည်းအပေါ်တော့ထက်တက်ဆရာလည်းမရှိသလိုအောက်ကိုလည်းတိတ်ပြီးစဉ်းစရာမရှိဘူးဥရောပဝင်ခွင့်တွေပါလည်းတိတ်ပြီးတော့မှန်းဆရာမရှိဘူးဆိုတဲ့အနေအထားတစ်ခုမှနှစ်သိန်းစလုံးအတွက်ကတော့ရမှတ်တွေလိုအပ်နေရမျိုးတော့မရှိဘူးရဒါပေမဲ့ကျွန်တော်တို့ဒါယာတီနှောင်းပိုင်းပွဲစဉ်တွေဖြစ်တာနဲ့အညီဒါကျွန်တော်တို့ပွဲကောင်းတွေတော့ဆက်လက်ပြီးတော့ကြီးရှုရဖို့ရှိလို့ဒီနှစ်သိန်းရဲ့ဒါထိတိုက်တွဲဆုံမှုကလည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းနေရလည်းဖြစ်ပါတယ်ဆိုတော့ဒီနှစ်သိန်းရဲ့ရှေ့ပွဲစဉ်တွေရလဒ်တွေနဲ့တူပဲဆက်လက်ကြအောင်ဗျာ မင်္ဂလာပါအခေယမီဒီယာရဲ့ပုံမှန်တင်ဆက်ပေးနေကြအကြောင်းအရာတွေကိုအခေယ .com.mm ဆိုတဲ့ website ကနေတစင်ဝင်ရောက်ဖတ်ရှုနိုင်ကြတာအားလုံးလည်းသိကြလိမ့်မယ်လို့ထင်ပါတယ် local domain ဖြစ်တဲ့အပြင် VPN မလိုပဲဝင်ရောက်ကြည့်ရှုနိုင်ပြီးအချိန်နဲ့တပြေးညီတင်ဆက်ပေးနေရလို့ဖြစ်ပါတယ်ဝင်ရောက်ရမှာလည်းခက်ခဲရှုပ်ထွေးမှုတွေမပါဝင်မဲနဲ့ပေါ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 ့ဝင်ရောက်နိုင်ကြလို့အခေယ .com.mm ကိုအခုပဲဝင်ရောက်ဖတ်ရှုကြဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ โอเคပါကိုဒီနေ့တင်းရဲ့ရှေ့ရပွဲစဉ်တွေရလက်တွေကိုပြန်ပြီးကြည့်ရမယ်ဆိုတော့နှစ်သိန်းလုံးကတော့ကျွန်တော်တို့ရလက်ပိုင်းအတူညီနေတာကျွန်တော်ပြန်ပြီးတော့တွေ့ရတယ်နောက်ဆုံး၅ပွဲစီမှာဆိုရင်အာဆင်နယ်လည်းတပွဲရှုံးတယ်ပုံမော့လည်းတပွဲရှုံးထားသလိုတင်ပွဲမှာပြန်ကြည့်မယ်ဆိုတော့အာဆင်နယ်ကနှစ်ပွဲရှိပုံမော့ကတော့သုံးပွဲရှိတယ်ပြီးတော့အာဆင်နယ်ကနိုင်ပွဲနှစ်ပွဲရပြီပုံမော့ကတပွဲနိုင်ထားတယ်ပြီးတော့အာဆင်နယ်ကလက်ရှိကပရီးမီးယားလီဂ်မှာအဆင့်နှစ်မှာပေါ့နော်ကျွန်တော်ဒီအဆင့်၃ကမန်စီးတီးကိုကျွန်တော်တို့၅မှတ်ထိဖြတ်ထားတာလည်းတွေ့ရတယ်အဲ့ဒါပြောမှနောက်ထပ်ကျွန်တော်ဒီအောက်ကအဆင့်၆ထိပေါ့နော်ပြောမယ်ဆိုရင်ကျွန်တော်ဒီချန်ပီယံလိဝင်ဝင်ရမယ်အဆင့်၅ထိဆိုတော့အာဆင်နယ်ရမယ်ကွာကြာက9မှတ်ထိရှိတယ် ပွဲကြံလေးပွဲပဲကြံတော့ဆိုရင်ဒီသားမှာတော့ချန်ပီယံလိဝင်ဝင်မြှင့်လင်းချက်တော့ကတော့နောက်ဆုံးပွဲစဉ်တွေအကုန်လုံးမှာကျွန်တော်တို့လေးပွဲစရိုက်မရှုံးတာတော့သုံးပွဲစရိုက်မရှုံးတာတော့ဆိုတော့တော်တော်လေးကိုကျွန်တော်တို့ချန်ပီယံလိဝင်ဝင်ရဖို့အတွက်အချိန်လေးကောင်းသွားပြီဆိုရင်အနေထားပြအဲ့တော့ချန်ပီယံလိဝင်ဝင်ရဖို့တော့ရာကတော့တော်တော်လေးများနေပြီဆိုတော့အနေထားမှာရှိတယ်။တစ်ဖက်ကဘုံပေါက်ကတော့တော်တော်ဘာမှတော့အရင်မျောလင်းချက်မရှိတော့ဘူး။ဒီသူရဲ့အထက်မှာရှိတဲ့အသင်းအချို့ကိုကြော်တက်ပြီးတော့ရာဒီကုန်းနဲ့ခါကြရင်ဒီထက်ပိုပြီးမြင့်မာတဲ့အဆင့်ရက်တီမှုနဲ့ရာဒီတိန်းဝါနိုင်အောင်ပဲစူးစမ်းဖို့ရှိတော့ရပြ။အဲ့တော့နှစ်သိန်းလောက်ကဒီပွဲစဉ်တွေကတော့ ကိုစီရီမန်းချက်အနေထားနဲ့တော့ဘာမှမရှိတော့ဘဲနဲ့ကျွန်တော်တို့ပြောရမယ်ဆိုရင်တော့ဂွန်သိခါတော့တာတိုက်ပွဲဝင်ရမယ်အနေထားရှိတယ်။ဒါပေမဲ့အာဆင်နယ်အတွက်တစ်ခုပြန်ပြီးတော့ကြည့်ရမှာအာဆင်နယ်ကဒီပွဲပြီးရင်နောက်ထပ် PSG နဲ့ကျွန်တော်တို့ချန်ပီယံလိစီးရင်ဖိုင်နယ်တေးရေးရှိရင်တမျှအရေးကြီးတဲ့ဖိုင်နယ်ကိုတက်ရောက်ဖို့အတွက်အရေးကြီးတဲ့ပွဲစဉ်တွေအဝေးဝန်းမှာတောက်ရှင်မြန်ကစားရမယ်။အဲ့တော့ဒီပွဲစဉ်မှာတို့ဒီပွဲစဉ်ဘလို့ပုံစံမျိုးနဲ့ချင်းကပ်လာမလဲပေါ့နော်။အနိုင်ရရှိဖို့အတွက်ကိုကျွန်တော်တို့အားကုန်သုံးပြီးတော့လူကုန်သုံးပြီးကစားပါမလား။တစ်ဖက်ကဘုံပေါက်ကတော့တို့မှတော့ဘာဖီအားဘာမှမရှိနေသလိုတို့တို့အတွက်လည်း ျွန်တော်တို့အဓိကကျွန်တော်ပွဲစဉ်တွေပိုင်းကစားဖို့လည်းမရှိအောင်ဒီပွဲစဉ်ကိုအကောင်းဆုံးလူစင်အပြေးဝါနဲ့ထပ်ပြီးအသုံးချလာမှာပဲဒါပေမဲ့အာဆင်နယ်ရဲ့ဒီပွဲစဉ်အတွက်လူထုပုံနဲ့အာဆင်နယ်တင်းရဲ့ပွဲကိုချင်းကပ်ပုံတော့ပြန်ပြီးတော့စိတ်ဝင်စားဖို့စောင့်ကြည့်ရဖို့ရှိပါလိမ့်မယ်ခင်ဗျဟုတ်ကဲ့ကွယ် ဆိုတော့ဒါအာဆနယ်အသင်းကတော့ Newcastle အသင်းဒါအဆင့်၃နေရာမှာရှိတဲ့ Newcastle အသင်းကိုလက်ရှိဒါရမှတ်၅မှတ်သူတို့ဖြတ်ထားတယ်ဆိုတော့အနေထားတစ်ခုကဒါကျွန်တော်အရင်ကြီးတော့သူတို့အနေနဲ့စိတ်ပူစရာမရှိဘူးဒါပွဲတွေရှုံးသွားခဲ့တယ်ဆိုရင်တော့မှပဲသူတို့အနေနဲ့ဒါကျွန်တော်တို့ဒီအဆင့်နေရာမှာပဲဆက်လက်ပြီးတော့ရည်တည်နေအောင်မှာဆိုတော့သူတို့တက်သိပြီးတော့ပြဿနာမရှိဘူးဒါပေမဲ့တစ်ခုရှိတာကဒါကျွန်တော်တို့ပြီးခဲ့တဲ့ဒါ Champion League ပွဲစဉ်မှာတော့အာဆနယ်အသင်းကသူတို့ရဲ့အိမ်ကွင်းမှာဒါ Paris Saint-Germain PSG အသင်းကို1-0နဲ့ရှုံးနေခဲ့တာဒါအိမ်ကွင်းရဲ့ပေးသက်ရှေ့မှောက်မှာဒါကျွန်တော်တို့ဒါ Champion League မှာနောက်ထပ်တက်ဆင့်တက်ဖို့အတွက်ဒ ဒါအိမ်ခွင်းကတော့အကောင်းဆုံးအခွင့်အရေးပဲဒီအနေထားမှာတော့မှပဲသူတို့အနေနဲ့ဒါကျွန်တော်ရှုံးနေခဲ့တယ်ဆိုတော့ဒီတစ်ခေါက်မှာဒါပြိတက်တွေကိုပြန်ပြီးတော့နှစ်သိမ့်မှုအတွက်ဒါကျွန်တော်အိမ်ခွင်းမှာဒါကျွန်တော်ဆွမ်းဆောင်ရေကောင်တစ်ခုပြတ်တသွားမလားဒါမှမဟုတ်ရင်ကျွန်တော်ဒုတိယအကြော့အတွက်ကိုပဲသူတို့အနေနဲ့အာယုံစိုက်ပြီးတော့ဒါကျွန်တော်တို့ဒီပရီးမီးယားလိပွဲစဉ်မှာတော့အရန်လူစင်ရင်အင်အားနဲ့ပဲဒါကျွန်တော်စော်ကစားသွားမလားဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ဒီနေ့ပွဲစဉ်ကဒါကျွန်တော်တို့ဘယ်လောက်ထိတန်ဖိုးမြင့်သွားမလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ် ဟုတ်ကဲ့ပါကိုကျွန်တော်တို့ဒါအာဆန်နယ်အသင်းနဲ့ဒါဘုံမော့အသင်းတို့ကဒါပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်တာနဲ့အညီကျွန်တော်တို့ဒါပြည်တွင်းပွဲစဉ်တွေမှာလည်းအများကြီးထိတိုက်တွေ့ဆုံမှုတွေလည်းရှိခဲ့ကြရတယ်ဗျဆိုတော့သူတို့နှစ်သင်းရဲ့ထိတိုက်တွေ့ဆုံမှုအခြေအနေလေးရောရှေ့မှာဘယ်လိုပုံစံတွေရှိခဲ့လဲဗျ ုတ်ကဲ့ပါကိုဒီနေ့သင်ဟတ်တူဟတ်အနေထားကိုပြင်ပြီးကြည့်မယ်ဆိုရင်တော့ကျွန်တော်ဒီ official tournament ပေါ့နော်ကျွန်တော်ဒီခြေစမ်းပွဲကိုဖိလိုက်မယ်ဆိုရင် official tournament နောက်ဆုံး၅ချိန်မှာဆိုတော့ Arsenal ကပို့ပြီးတော့အသာစီးရပြီ၄ချိန်ထိနိုင်ထားတယ်ဘုံဘောက်ကတော့ဒီရာသီပထမအကြော့တွေ့ဆုံနဲ့အိမ်ဝင်းပွဲတင်မှာတော့ငကူကူမရှိနဲ့ပြန်နိုင်ထားတာတွေ့ရပြီအဲ့တော့နောက်ဆုံး၅ချိန်မှာ Arsenal ၄ချိန်နိုင်တယ်ဘုံဘောက်တစ်ချိန်နိုင်ပြီတေးကြထားတော့မရှိဘူးဒါပေမဲ့ဒီနေ့အတွက်ရာသီခြေစမ်းပွဲမှာတော့ Arsenal နဲ့ဘုံဘောက်တို့ရှင်ပြန်ကစားချိန်မှာတစ်ဖက်တစ်ခုစီတေးကြထားတယ်ရလလီရောရှယ်ထားတော့ official tournament မဟုတ်တဲ့အတွက်ကြောင့်မို့အရင်ထက်တော့စဉ်းစားစရာတော့မလိုဘူးပြီးတော့နောက်တစ်ခုကျွန်တော်တို့နည်းနည်းလေးထူးခြားတဲ့အနေထားကတော့ထူးခြားတဲ့အချက်တစ်ချက် က်ကဘုံမောင်းနဲ့အာဆင်နယ်နောက်ဆုံး5ကြိမ်လုံးတွေ့ဆုံခဲ့တဲ့ official tournament 5ကြိမ်မှာဆိုရင်နိုင်ပွဲရရှိခဲ့တဲ့အသင်းတွေကကျွန်တော်တို့ပေးကူးမယ်ပေါ့နော် clean sheet နဲ့နိုင်ထားတဲ့ပွဲစဉ်က၄ပွဲထိတွေ့ရတယ် အာဆင်နယ်နဲ့ဘုံမောင်းအပြည့်အလင်းဂိုးသွင်းတဲ့ပွဲဆိုလို့ကျွန်တော်တို့တပွဲပဲရှိတယ်ဗျ3-2နဲ့အာဆင်နယ်အသင်းမလာကျွန်တော်ဒီ၄ရက်နေ2023ကအာဆင်နယ်အသင်းရဲ့အင်အင်ကွင်းအမရိမာနိုင်ခဲ့တဲ့ပွဲလေးပေါ့နော်အဲ့တော့ဂျန်နစ်ဘောစင်နဲ့အကုန်လုံးမှာအကဲဘုံမောင်းနိုင်ခဲ့လေပထမချက်မှာဘုံမောင်းက2-0နဲ့နိုင်တယ်ဂျန်နစ်ဘောစင်ဒီမှာဆိုလို့အာဆင်နယ်က3-0တို့4-0ဆိုရက်လက်ဒီနဲ့နိုင်ထားခဲ့တာဆိုတော့ဒီတစ်ခေါက်ပွဲစဉ်မှာရောပထမချက်ကလိုပဲကျွန်တော်တို့ဘုံမောင်းကရက်လက်ပိုင်းရအသာစီရရှိအောင်ဆွမ်းဆောင်ပြီးတော့နောက်ထပ်ပေါ့နော်နိုင်ပွဲတစ်ပွဲကိုပွေးကူးမဲ့နဲ့ဖန်တီးနိုင်မှာဒါမှမဟုတ်အာဆင်နယ်ကပဲသူတို့ရဲ့ကျွန်တော်တို့ဒီပြည်သက်တွေအတွက်ပေါ့နော်ကျွန်တော်တို့ အိမ်ဝင်းမှာအကောင်းဆုံးတုံ့ပြန်ကစားပြီးတော့တိတ်ခါအတွက်ပေါ့နော်သူတို့ရဲ့နိုင်မွေးတစ်ပွဲကိုဖော်ဆောင်သွားနိုင်မလားအဲ့လေးပြင်ပြီးဆောင်ကြည့်ရဖို့ရှိပါလိမ့်မယ်ခင်ဗျ။တခုရှိတာကဒါပုံမှန်အတိုင်းဆိုရင်တော့ဒါကျွန်တော်နောက်ဆုံး၅ပွဲမှာဆိုရင်လည်းဒါကျွန်တော်တို့ဒါအာဆင်နယ်အသင်းကပဲတောက်လျှောက်အသာစီးရယူထားနိုင်ခဲ့တာတွေ့ရတယ်။ဒါပေမဲ့တခုရှိတာကဒီ နှစ်ပေါ့နော်ကျွန်တော်ပထမအကျော်တွေးဆမှုမှာတော့ AFC ဘုံမောင်းအသင်းတို့ရဲ့အိမ်ကွင်းမှာ2-0ဆိုတဲ့ရလဲနဲ့အနိုင်ရရှိထားခဲ့ရဗျာအကယ်၍ Arsenal အသင်းသာဒီပွဲစဉ်အာယုံမဆိုင်ဘူးအရင်လူစင်းနဲ့ပဲကစားမယ်ဆိုလို့ရှိရင်တော့ဒီရာသီ AFC ဘုံမောင်းအသင်းနှစ်ကျော်စလုံးရှုံးနေတဲ့ဒါကျွန်တော်ပုံစံတော့ဖြစ်သွားမယ်ဆိုတော့ဒီတမိုင်းတော့ဝင်သွားလိမ့်မယ်ပေါ့နော်ဆိုတော့ဒါမျိုး Arsenal အသင်းအဖြစ်ခံမလားတို့ရဲ့အိမ်ကွင်း Emirates မှာဘယ်လောက်ထိတို့ဒါစူးစမ်းအထုတ်ပြသွားမလဲဆိုတော့ပထမအကျော်ကရှုံးနေမှုရှုံးကျွေးတစ်ခုတို့ဆက်ဖို့စူးစမ်းလာမလားဒါမှမဟုတ်ရင်ကျွန်တော်တို့ Champions League နောက်ထပ်ပွဲစဉ်တစ်ပွဲကိုပဲအာယုံထပ်ပြီးတော့စိုက်မလားဆိုတော့အပေါ်မှာလည်းမူတည်ပါသေးရဲ့ဗျာဆိုတော့ဒီနေ့ပွဲစဉ်ကတော့ဒါ ါအာဆင်နယ်အသင်းဘယ်လိုမျိုးပေါ်ထွက်လာမလဲတစ်ဖက်က AFC ဘုံမောင်းအသင်းအာဆင်နယ်အသင်းသာဒါကျွန်တော်အရင်လို့ဆိုရင်ဒါပေါ်ပေါ်ရော့ရော့ကစားမယ်ဆိုလို့ရှိရင်တော့တို့အချိန်မရွေးဒီနေ့ပွဲစဉ်မှာလည်းအနိုင်ယူသွားဖို့ရရှိတယ်ဆိုတော့အာဆင်နယ်အသင်းအတွက်နိုင်ငံတော်ဘီဂျက်နဲ့ချက်ဖြစ်တဲ့အနေထားလေးတစ်ခုလို့လည်းပြောရမှာပဲဗျ ဟုတ်ကဲ့ပါခင်ဗျလက်ရှိအနေအထားတွေအရာတော့အာဆင်နယ်အသင်းရဲ့ဒါတိုက်စစ်ကစားသမားပေါ့နော်တော်တော်များများဒဏ်ရာလူစီရင်ထဲမှာဒါရှိနေတယ်ဆိုတော့ဒီအနေအထားတွေအကြောင်းပဲဒါကျွန်တော်တို့ဒါ PSC အသင်းနဲ့ပွဲစဉ်မှာဆိုရင်သူတို့အနေနဲ့ဂိုးသွင်းဖို့တော်တော်လေးကိုရုန်းကန်ခဲ့ရတာလေကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်တစ်ဖက်က AFC ဘုံမော့အသင်းကတော့ဒါကျွန်တော်ဒဏ်ရာရကစားသမားအနှင်းငယ်နဲ့နောက်ကျွန်တော်ပွဲပယ်ကစားသမားတွေလည်းရှိနေရဗျဒါပေမဲ့တစ်ခုရှိတာကဒါအာဆင်နယ်အသင်းကဒါဒဏ်ရာလူစီရင်လည်းများပြားနေတယ်နောက်ကျွန်တော်ရှေ့မှာလည်းချန်ပီယံလိပွဲစဉ်ရှိတဲ့အတွက်ဒီနေ့ပွဲစဉ်မှာတော့လူချန်ပြီးတော့ကစားလာမယ့်ပုံစံတစ်ခုတော့ကျွန်တော်သေချာပေါ့မြင်ရဖို့ရှိ တယ်ဗောနော်ဆိုတော့တစ်ခါက FC ဘုံမောက်အတင်းရတော့သူတို့ရဲ့လူစီရင်ကောင်းတစ်ခုတော့ထပ်ပြီးတော့ထုတ်နိုင်နေတော့မယ်ဆိုတော့ FC ဘုံမောက်အတင်းရတော့ဘာမှလည်းသူတို့ထပ်ပြီးတော့ကစားစရာမရှိတော့ရတော့ဒီနေ့ပွဲစဉ်မှာလူဆုံတက်ဆုံကျွန်တော်မြင်တွေ့လာရနိုင်ရရှိတယ်အာဆင်နယ်အတင်းကတော့ဒါသူတို့အနေနဲ့ဒါဒန်ရန်ရကစားသမားလည်းအနေငယ်များပြားနေတဲ့အပြင်ကိုမှနောက်ပွဲအတွက်လည်းလူချန်ရမယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာသူတို့ဘယ်လိုမျိုးပေါ်ထွက်လာနိုင်ရရှိလဲ FC ဘုံမောက်အတင်းရဘယ်လိုမျိုးအကောင်ဆုံးလူစီရင်တစ်ခုထုတ်ပြလာနိုင်ရရှိလဲဗျာ ဟုတ်ကဲ့ပါကွေဒန်ရဆင်းနဲ့ကျွန်တော်ဒီပိုးပဲပြတဲ့အနေထားတော့အာဆင်နယ်ကတော့ပြီးခဲ့တဲ့ PSG ကပွဲစဉ်အတိုင်းပဲဗျဒန်ရကစားသမားအဒီတိုင်းပဲဆက်ရှိနေတဲ့အတတိုးလာတာမရှိသလိုကျွန်တော်တို့ရော့သွားတယ်မရှိသေးဘူးအဲ့တော့ကျွန်တော်ဒီတိုက်စစ်ပိုင်းကကျွန်တော်ကာဘရီဂျီဆက်လို့ဂိုင်းဟာဘတ်ဆိုထပ်ပြီးတော့လွှဲချော်မယ်ခန်စစ်ကကလာဖီယိုရီဂါဘရီယယ်တိုမီယာဆိုထပ်ပြီးတော့လွှဲချော်ပြီးတော့ကွန်းလျန်ချော်ဂျင်ကိုလည်းမပါဝင်နိုင်သေးဘူးတစ်ဖက်ကဘုံမောက်ကတော့တိုက်စစ်ပိုင်းကဦးနယ်တို့ပြီးတော့ဆင်စတာရီတို့ပြီးတော့ရန်ခရစ်စတီတို့ဒန်ရရှိနေတာအပြေအမှာပြီးခဲ့တဲ့ United နဲ့ပွဲမှာပေါ့နော်နီကတ်ထိခဲ့တဲ့ Evenson နဲ့ဒီပွဲစဉ်ထပ်ပြီးတော့လွှဲချော်သွားဖို့ရှိပါလိမ့်မယ်ဗျအဲ့တော့အာဆင်နယ်အသင်းဒီပွဲမှာဖြစ်နိုင်မယ့်လူစင်းကိုပြင်ပြီးကြည့်ရမယ်ဆိုတော့အာဆင်နယ် င်းကကျွန်တော်အထင်တော့တေချာတော့အာဆင်နယ်နဲ့ဒီပွဲမှာတော့ကစားသမား7ယောက်လုံးမဟုတ်ရင်တော့အနည်းဆုံးတော့ကစားသမား6ယောက်9ယောက်လောက်တော့အနားပေးပြီး rotation လုပ်သွားဖို့အတွက်ရှိလိမ့်မယ်။အဲသူတို့အနားပေးလို့ရတဲ့နေရာတွေမှန်သမျှပေါ့နော်။အနားပေးပြီးကစားသွားဖို့ရှိပါလိမ့်မယ်ဗျ။အဲကိုသမားနေရာမှာတော့ကျွန်တော်တို့ပြန်ပြီးတော့ကြည့်ရမယ်ဆိုရင်တော့ David Robert ထပ်ပြီးပွဲထွက်လာဖို့ရှိရဆိုရင်လည်း cancel တန်းမှာတော့ကျွန်တော်အနည်းငယ်များအပြောင်းလဲလေးတွေ့ရမှာပေါ့။ Van White တို့ဘာလို့ကျွန်တော်ညာဘက်ချမ်းမှာပြန်တွေ့ရတာလို့ပြင်ကဲ Sliver နဲ့ Kiwi ရောနဲ့အနားပေးပြီးတော့ကျွန်တော်တီယာနေတို့ဘာကိုပြန်ပြီးတုံးလာတာဘယ်ဘက်ချမ်းမှာဆိုလဲ Section ကိုတို့ဘာကိုတုံးလာတာပေါ့နော်။ Scale လေးတို့ဘာ Lewis Scale လေးတို့ဘာလို့အနားပေး ီးပြီးတော့အဲ့လိုလေးကျွန်တော်ပြန်ပြီးတွေ့ရမယ်ထင်တယ်။ကွင်းလက်မှာဆိုရင်တော့ Thomas Party ပြန်ပြီးတော့ပါမယ်။မှကျွန်တော်ဒီ Odigate ရှိမယ်၊ Declan Rice ရှိမယ်၊ Mikimi Win တို့ရှိမယ်။အဲ့ဒါတော့နည်းနည်းလေးတော့ကျွန်တော်ဒီပြောရမယ်ဆိုတော့ Arsenal အတွက်နည်းနည်းခက်တဲ့အနေထားလေးပါ။ဘာလို့လဲဆိုတော့သူကအနာပေးဖို့အတွက်အရင်ဆင်းမှတော့လုံလောက်တဲ့ကြောင့်လေကစားသမားမရှိဘူး။အဲ့တော့အနာပေးခြင်းနဲ့ဆိုရင်ကျွန်တော်တို့အဲကျွန်တော်နောက်ဆုံး Odigate နဲ့ကျွန်တော် Declan Rice တို့ကိုအနာပေးပြီးတော့ Thomas Party ကပြီးခဲ့ပွဲမှာအနာရရှိခဲ့တာဖြစ်တဲ့ကြောင့် line up ကိုပြန်ထည့်ပြီးကစားတာတို့ Mikimi Win တို့အနာပေးခြင်းနဲ့ဆိုရင်လည်းကျွန်တော်တို့အဲ Nonary တို့ပါလို့ကွင်းလက်မှာထည့်ပြီးသုံးတာလို့ပေါ့နော်အဲ့လိုမျိုးလေးလောအဲ့လိုမှမဟုတ်ဘူးဆိုရင်တော့လူငယ်ကစားသမား ကျွန်တော်ဒီ academic player တွေကိုသုံးရမယ့်အနေအထားလေးမှရှိတယ်။တိုက်စစ်ပိုင်းမှာဆိုရင်တော့ပြီးခဲ့တဲ့ပွဲစဉ်ကပွဲထွက်ခဲ့တဲ့ကျွန်တော်စကားနေရာမှာတော့ starting လို့ပြန်ပါလာတာတို့ Gabriel Martinelli နဲ့ Trossard နဲ့မှာလည်းပြီးခဲ့ဒီခုလာမယ့်ပွဲမှာ Thomas Partey ပြန်ပါဝင်လာတယ်လို့ Mikel Merino ကလည်း number 9ကိုကစားမယ်ဆိုရင်တော့ Gabriel Martinelli နဲ့ Trossard ကနေတရားလောက်အနားပေးရလို့ပေါ့နော်။အဲ့လိုမျိုးလေးတော့လုပ်လို့ရမယ်။ဒါပေမဲ့ကစားသမား၁၁ယောက်လုံးနီးပါအပြည့်အဝကြီးကျွန်တော်တို့အနားပေးလို့တော့မလွယ်ဘူး။ဘာဖြစ်လို့သူတို့အသေးကစားသမားအင်အားအရလုံးလုံးမရှိရကြဘူး။ကွင်းလယ်ဘက်မှာတော့နည်းနည်းလေးတော့အခက်ခဲလေးတွေတော့ Adidas နဲ့ရွေးချယ်စရာလေးရှိလာလိမ့်မယ်ဗျ။ဘာဖြစ်လို့ဆိုတော့ကွင်းသူတို့ကွင်း ွင်းလည်းတတွေလုံးလိုက်အနာပေးလို့မရတဲ့ဆိုတဲ့အနေထားမှာတော့အာဆင်နယ်အသင်းအနေနဲ့တော့အဲ့လိုနည်းနည်းလေးပြန်ပြီးစောင့်ကြည့်ရဖို့ရှိပါလိမ့်မယ်။တစ်ဖက်ကဘုံပေါက်ကတော့ဒီပွဲစဉ်မှာသူတို့ရဲ့အဓိကကစားသမားအစုံလင်ပဲပြန်ပြီးတော့ပွဲထွက်လာဖို့ရှိပါလိမ့်မယ်ဗျာ။သူတို့မှလည်းကျွန်တော်တို့ဥရောပဝင်ဝင်တော့ပေါ့နော်။အစံဗီလာအစင်ခုနှစ်ကအစံဗီလာနဲ့ရမတ်9မှတ်ထိကွာဟနေသေးတယ်။ဒါမဲ့လည်း9မှတ်ဆိုတဲ့အနေထားကျွန်တော်တို့ legend လေးပွဲမှာတင်ချာနီးရဖြစ်နိုင်ခြင်းရှိသေးတဲ့ကြောင့်သူတို့ရဲ့နောက်ဆုံးမျှော်လင့်ချက်တော့သူတို့လည်းအကောင်းဆုံးစူးစမ်းနေမှာတော့အမှန်ပဲဗျာ။အဲ့တော့ဖြစ်နိုင်ပွဲဘုံပေါက်အသင်းရဲ့လူစင်းကိုပြန်ပြီးကြည့်ရမယ်ဆိုတော့ဘုံပေါက်အသင်းကဒီပွဲစဉ်မှာလည်းကျွန်တော်တို့ပြီးခဲ့တဲ့ပွဲစဉ်ကအတိုင်းပဲပေါ့နော်။ကိုသမန်းနေရမှာ ော်ရီဇာဘလာကဘယ်ဘက်ချမ်းမှာတော့ကာကက်ညာဘက်ချမ်းမှာတော့ကျွန်တော်ဒီစမစ် ခံစားအတွင်းနေရာမှာကျွန်တော်ဒီ Hajusan နဲ့ Zabrini ကွင်းလယ်အတွက်ဖက်မှာဆိုရင်တော့ Tyler Adam နဲ့ကျွန်တော်ဒီ Score နဲ့ Number 9 row မှာဆိုတော့ Justin Clive Bebe Chan မှာဆိုတော့ဒီပွဲစဉ်မှာကျွန်တော်တို့ Smith ကိုပြန်ပြီးတွေ့ရမှာဒါမှမဟုတ် Smith ကိုညံဘက်စင်ထွက်ကစားမယ်ဆိုရင်တော့ Bebe Chan မှာကျွန်တော်တို့ပြီးခဲ့တဲ့ပွဲစဉ်ကကစားသွားတဲ့ကျွန်တော်ဒီ Tonko Otora ကတော့ဒီပွဲစဉ်မှာ Even Nelson မပေါ်ဝင်နိုင်တဲ့ကြောင့်မို့ Otora ကတိုက်စစ် Number 9 row ကိုသွားမယ်ဆိုရင် Bebe Chan မှာဘယ်သူပြန်ပြီးပွဲထွက်လာမလဲပေါ့နော်အဲ့လေပြန်ပြီးစောင့်ကြည့်ရဖို့ရှိပါလိမ့်မယ်ဗျဒီအခုဘောမောက်တဲ့ Bebe Chan မှာပွဲထွက်နိုင်တဲ့ကစားသမားတွေက Tavernier ကတော့ David Proto လိုလည်းရှိနေရဆိုတော့အရင်တော့အားနေကြတော့မရှိဘူးဒါပေမဲ့ပြီး ခဲ့တဲ့ United နဲ့ပွဲစဉ်က line နဲ့နေရာမှာတော့တိုက်စစ်ပိုင်းမှာတော့အပြောင်းလဲတွေတယောက်တော့လုံးဖို့လိုတယ်ဗျအဲ့တော့လက်ရှိလူစင်အရာတော့ဘုံမောက်တင်းရဲ့အဓိကကစားသမားအစုံလင်နဲ့ကျွန်တော်ပြောထွက်လာမယ်လူစင်ရဲ့တစ်ဖက်က Arsenal တင်းရဲ့ rotation လုပ်ပြီးပြောထွက်လာမယ်လူစင်ရဲ့နေကြောင်းတော့လူစင်အင်အားအရာတော့အရင်ကြီးကွာခြားမှုတော့ရှိမှာမဟုတ်ဘူးပြီးတော့ Arsenal ရဲ့ဒီနေ့ပွဲစဉ်အတွက်ဒီဒီပွဲစဉ်မှာတော့နော်ရှင်မြန်ကစားမယ်သူတို့အတင်းရဲ့ကျွန်တော်ဒီချင်းကက်ပုံကလည်းဘာဘလူတွေများပြင်ဆင်လာမယ်ဆိုတော့စောင့်ကြည့်ရဖို့ရှိမယ်ဆိုရယ်ပွဲစဉ်ပွဲဖြစ်လာကြမှာဘလူနေထားလေးဖြစ်လာမယ်ဆိုတော့လည်းဆက်လက်စောင့်ကြည့်ရဖို့ရှိပါလိမ့်မယ်ဟုတ်ကဲ့ကိုကြီးဆိုတော့ဒါကျွန်တော် Arsenal အတင်းကတော့တခုရှိတာကသူတို့အနေနဲ့ ဒါလူစီမိုက်ဆိုင်ရာအရာမှာဒီနေ့မှအပြောင်းလဲတွေလုပ်မယ်ဆိုရင်တော့မှပဲဒါအကယ်ဒမီကစားသမားတွေနဲ့ပဲဒါအပြောင်းလဲလုပ်ရမယ်ဆိုတဲ့အနေအထားတစ်ခုမှအင်အားတော့နှဲသွားဖို့ရရှိတယ်သူတို့ဘလောက်ထိအပြောင်းလဲလုပ်မလဲအကယ်၍ငါးချောလောက်ပြောင်းမယ်ဆိုရင်လည်းဒီငါးရချောရောင်းနေရတဲ့ဒါပြောမယ်ဆိုလို့ရှိရင်ဒီလိုမျိုးညသုံးလဲကျွန်တော်ရလက်ကောင်းထွက်ဖို့ရတော့ခဲရင်မဲ့အနေအထားဆိုတော့ဒါတသိန်းလုံး၁၁ရောက်ဆိုတော့အနားပေးပြီးတော့ဒါအကယ်ဒမီကစားသမားတွေနဲ့ပဲကန်တယ်ဆိုရင်တော့မှပဲဒီနေ့ပွဲစဉ်ကဒါသူတို့တဲ့အမှတ်လိုအပ်နေရမှာဟုတ်တဲ့အတွက်ဒါပို့ပြီးတော့အဆင်ပြေလာနိုင်မယ်လို့ခံစားရတယ်ဆိုတော့အဓိကသူတို့ဒါလဲမဲ့လူတွေဆိုရင်တော့ဒါကျွန်တော် တို့မာတမနယ်လီတို့ဒါ trosset တို့တို့အနားပေးကောင်းပေးလာနိုင်တယ်နောက်ကျွန်တော်တို့ declan rice odigale အနားပေးကောင်းပေးလာနိုင်တယ်ဆိုတော့နောက်ထပ်ကျွန်တော်တို့ဒီ ခက်စစ်ပိုင်းဆိုင်ရာအရာမှာတော့တို့အနေနဲ့အနားပေးစရာလူတော့တိတ်ပြီးတော့မရှိဘူးဗျဒီခက်စစ်ပိုင်းကိုပဲတို့ပြန်ပြီးတော့၃ရနိုင်ကြရှိအကေဝေးဒါကျွန်တော်တို့အကယ်ဒမီကစားသမားတွေကိုတုံးလာမယ်ဆိုရင်တော့ဒါကျွန်တော်တို့တော်တော်လေးရော်ရဲသွားတဲ့ပုံစံတစ်ခုတော့ဖြစ်လာဖို့ရရှိတယ်ဗျတစ်ဖက်ကကြည့်မယ်ဆိုတော့ဘုံမောက်ကတော့ Evanison မပါဝင်နိုင်လဲသူ့အနေနဲ့ဒါတိုက်စစ်မှာ Glorivac ကိုထားပြီးတော့ဆော့လို့ရတယ်ဆိုတဲ့အနေအထားတစ်ခုသူ့ရဲ့ဒါကျွန်တော်တောင်းပန်းနှစ်ဖက်ကောနောက်ကျွန်တော်တို့ဒါတိုက်စစ်ပိုင်းဆိုင်ရာအရာမှာတော့ဒါအင်အားအရင်ရော်ရဲသွားခြင်းတော့မရှိသေးဘူးဗျဆိုတော့ဒါကွင်းလဲဘိုင်းမှာတော့ဒါတို့အနေနဲ့ဒါကျွန်တော်ဘုံမောက်ရဲ့ကွင်းလဲကိုကျွန်တော်တို့တိတ်ပြီးတော့သဘောမကျဘူး ဒီနေရာမှာတော့ကျွန်တော်အာဆင်နယ်အသင်းကဘယ်လောက်ထိသူတို့ဒါတုံ့ပြန်ကစားလာနိုင်မလဲဆိုတဲ့အပေါ်မှာတော့ကျွန်တော်တစ်ချက်မူတည်သေးတယ်ဆိုတော့ဒါ FC ဘုံမောက်အသင်းကတော့လူစီရင်ကတော့သူတို့ရဲ့သွားနေကြပုံစံတိုင်းပဲအရင်ကတော့ပြောင်းလဲမှုရှိမှာမဟုတ်ဘူးဆိုတဲ့အတွက်အာဆင်နယ်အသင်းကသာဘယ်လိုပွဲထွက်လာမလဲဆိုတော့အာဆင်နယ်အသင်းကဒီလိုမျိုး9ရက်6လောက်လဲလိုက်မယ်ဆိုလို့ရှိရင်လည်းဒီနေ့ကစားပုံကတော်တော်လေးကိုခက်ခဲသွားအောင်မှာပဲဗျဆိုတော့ဘာမှတော့တိတ်ပြီးတော့ထူးတယ်လို့မခံစားဘူးအဲ့အတွက်သူတို့အနေနဲ့7ရက်စလုံးလဲပြီးတော့ဒါအနာပေးပြီးနောက်ပွဲစဉ်အတွက်ပဲအကောင်းဆုံးဒါသွားလိုက်တာတော့ပုံဒါပိုကောင်းတဲ့ပွဲစဉ်တစ်ပွဲတော့ဖြစ်သွားမှာ you ဟုတ်ကဲ့ပါကိုကြီးလက်ရှိအနေအထားတွေကဒါအာဆင်နယ်အသင်းကတော့ဒါအဆင့်နှစ်နေရာမှာအဆင့်သုံးနေရာနဲ့ဒါသူတို့ငါးမှတ်ဖြတ်ထားရဲဆိုတော့အနေအထားတစ်ခုမှာအရင်တော့ရာမှတ်တွေဆုံးရှုံးသွားလဲတိတ်ပြီးတော့ပြဿနာတော့မရှိသေးဘူးပြနောက်ပွဲကတော့ပို့ပြီးတော့အရေးကြီးတာတော့မှန်တယ်ဆိုတော့ဒါအာဆင်နယ်အသင်းဘယ်လောက်ထိဒီပွဲစဉ်မှာသူတို့အားထုတ်လာမလဲ FC ဘုံမော့အသင်းကတော့အဆင့်9နေရာက Aston Villa အသင်းနဲ့9မှတ်กว่าဟာတဲ့အနေအထား9မှတ်ဆိုတာကဒါကျွန်တော်တို့ဒါပြောမယ်ဆိုလို့ရှိရင်ဒါ၃ပွဲစတိုက်နိုင်ပြီးတော့တစ်ဖက်အသင်းကဒါရလက်ကောင်းတွေမရဘဲနဲ့အကြွေဒါရှုံးပွဲတွေပါကြုံတွေ့ခဲ့မယ်ဆိုလို့ရှိရင်တော့သူတို့မျှော်မှန်းလို့ရ တယ်ဆိုတဲ့အနေထားပေါ့သင်္ချာနီးကဖြစ်နိုင်တယ်ဆိုတဲ့အနေထားတစ်ခုမှာ AFC ဘုံမောင်းအတင်းအဲ့လောက်စုပ်ကင်သွားမလားဒါမှမဟုတ်ဘဲနဲ့ဒါသူတို့အနေနဲ့လည်းဒါကျွန်တော်တို့ဒီအနေထားနေမတက်တော့ဘူးနောက်ရသည်ဥရောပဝင်ခွင့်ကိုလည်းသူတို့လက်လွတ်လိုက်ပြီဆိုပြီးတော့ဒါသူတို့တွေးမလားပေါ့နော်ဆိုတော့နောက်ဆုံးပွဲစဉ်တွေကိုကြည့်မယ်ဆိုရင်လည်းဒါ Premier League မှာသူတို့အနေနဲ့ဒါကျွန်တော်နောက်ဆုံး၅ပွဲမှာတပွဲပဲနိုင်နေဆိုတဲ့အနေထားတစ်ခုလည်းကျွန်တော်တွေ့ရတယ်ဆိုတော့ AFC ဘုံမောင်းအတင်းဒီနေ့ပွဲစဉ်မှာနိုင်ပွဲတစ်ပွဲကိုထပ်မံရှာဖွေဖို့အတွက်ကြိုးစားလာမလားအာဆင်နယ်အတင်းကတော့နောက်ပွဲစဉ်ကပို့ပြီးတော့အရေးကြီးတာဖြစ်တယ်ရယ်သူတို့လည်းနောက်ပိုင်းမှာဒါ Premier League ကိုအရင်အာရုံစိုက်တယ်လို့ကျွန်တော်မခံစားရတော့ ဘူးဆိုတော့ဒီနေ့ပွဲစဉ်မှာလည်းအဲ့ဒီပုံစံတစ်ခုကိုမြင်တွေ့ရနိုင်မလားအကိုရဲ့အမြင်ကရောအာဆင်နယ်အသင်းကဒါအိမ်ကွင်းမှာနောက်ထပ်ကျွန်တော်တို့ဒါချုံပွဲတပွဲဒါမှမဟုတ်တရေပွဲတပွဲဒါလိုမျိုးအနေထားတစ်ခုလောက်ကိုပဲသူတို့အနေနဲ့အာယုံစိုက်သွားမလားဒါမှမဟုတ်ရင်ကျွန်တော်တို့ဒါဒီနေ့ပွဲစဉ်မှာလည်းဒါအိမ်ကွင်းပြည်သက်ရှင်းမောက်မှာနောက်ပိုင်းမှာလည်းကျွန်တော်ဒါယာစီနှောင်းပိုင်းတွေရောက်လာတာဖြစ်တော့အိမ်ကွင်းပွဲစဉ်တွေသိပြီးတော့ရှိတော့မှာမဟုတ်တဲ့အတွက်ပြည်သက်ရှင်းမောက်မှာနိုင်ပွဲတပွဲနဲ့အတူပဲဒါသူတို့အကောင်းဆုံးလှုပ်ပြသွားနိုင်မလားအကိုရဲ့အမြင်လေးနဲ့ဒီနေ့ပွဲစဉ်ရလက်တွေကဘယ်လိုမျိုးပုံစံလေးဖြစ်လာနိုင်မလဲဗျ ဟုတ်ကဲ့ပါကိုကြီးဒီပွဲစဉ်ကကျွန်တော်တို့ဒီနှစ်သင်းမှာပြန်ပြီးကြည့်ရမယ်ဆိုတော့ဘုံမောက်ကတော့သူ့ရဲ့ပုံစံအတိုင်းသူ့ရဲ့ကျွန်တော်ဒီလူထုပ်ပုံအတိုင်းပဲဒီပွဲသူတို့ရဲ့ချင်းကပ်ပုံအတိုင်းပဲပရီးမီယာလိဂ်ပွဲစဉ်ဒီပွဲကိုလာပြီးရှင်မြန်ကစားလို့ရှိတယ်။ဒါပေမဲ့တစ်ဖက်ကအဆင်နဲ့ကြတော့အဲ့လိုလုံးလုံးအဆင်မပြေဘူး။သူတို့မှာဒီပွဲပြီးရင်ကစားမယ် PSG နဲ့ပွဲစဉ်ကသူတို့တက်ပို့ပြီးတော့အရေးပါနေတယ်။ဒီရာသီသူတို့အတွက်နောက်ဆုံးဆူဖလာမြောင်းလင်းချက်တစ်ခုပြီးတော့ကျွန်တော်ပထမအကြော့အင်ဝင်းမှာတကူကူမရှိနဲ့ရှုံးလိုက်နေတယ်ဆိုရဲအနေထားကဒုတိယအကြော့မှာသူတို့ပြန်နိုင်ုံနဲ့ပေါ့နော်။နောက်ဆုံးတက်ဖို့တော့မြောင်းလင်းချက်ရှိတယ်။မြောင်းလင်းခွင့်ရှိရဲဆိုရဲအနေထားကတော့အာဆင်နယ်အနေနဲ့အဲ့ဒီပွဲစဉ်ပို့ပြီးတော့အားဆိုင်ကစားဖို့တော့ပဲပြင်ဆင်လာမယ်လို့ ျွန်တော်ထင်တယ်အဲ့တော့ဒီပွဲစဉ်မှာအာတီတာအနေနဲ့ဘယ်လိုချင်းကပ်လာမလဲလူထုတ်ပုံတွေဘယ်လိုရှိမလဲပေါ့အသေးကြတော့ rotation တော့အသေးကြပေါ့လုံပါဗျာ၁၁ရောက်လုံးမလုံးခဲ့ဘူးဆိုတော့ကျွန်တော်ခုနပြောခဲ့သလိုကျွန်တော် လုံးလို့ရတဲ့နေရာမှန်သမျှစကာတို့ဘာတို့ရောနားပေးတာတိုက်စစ်မှာဆိုရင်ပြီးမာတီနိုင်နဲ့ထရော့ဆက်တွေအတယောက်ယောက်နားပေးပြီးတော့ sterling နဲ့ nonary တို့ကိုပြန်သုံးတာ ကွင်းလယ်မှာဆိုရင်တော့ကျွန်တော်တို့အနားပေးစရာလူမရှိဘူးဆိုပေမဲ့လည်း Thomas Partey တို့ဘာလို့ပြန်ထည့်ပြီးတော့ဒီ Declan Rice နဲ့ကျွန်တော်တို့ Odegaard တွေကအနည်းဆုံး2ယောက်လောက်အနားပေးလို့မရအောင်ဆိုတော့တယောက်အနားအနားပေးပြီးတော့ကျွန်တော်တို့တွဲကစားတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးနေကျွန်တော်ပြန်ပြီးတွေ့ရဖို့ရှိလိမ့်မယ်ခစစ်တန်းမှာတော့ကျွန်တော်တို့ဒီပွဲစဉ်မှာလည်းအဓိကတော့ Arsenal တင်းခစစ်အတွင်းလူနေရာမှာတော့အနားပေးဖို့အတွက်က Gabriel လည်းဒဏ်ရာနေတယ် Calafrio လည်းဒဏ်ရာနေဆိုတဲ့အနေထားမှာတော့ Van White တော့ကစားလို့ရတယ်အဲဒါပေမဲ့ Van White ကကစားခဲ့တယ်ဆိုရင်လည်း Van တင်ပါအနားမရပဲနဲ့ကျွန်တော်ဒီ Brighton မှာပြန်ပြီးကစားရမယ်ဆိုတဲ့အနေထားကတော့သူတို့ရဲ့တင်းခစစ်မှာအနားပေးလို့ရမယ်ဆိုတော့ အလုံးစုံဒီ၄ယောက်တန်းအနေနဲ့၂ယောက်ပဲအနာပေးလို့ရမယ်ဆိုရင်အနေဒါလေးရှိတယ်။အဲ့တော့အာဆင်နယ်အနေနဲ့တော့ rotation တော့လုပ်ကုန်လုံးနိုင်တယ်။ဒါပေမဲ့သူတို့အတင်းရဲ့အဓိကကစားသမား၁၁ယောက်ထဲက၅ယောက်တော့ပြန်ပြီးသုံးရမယ်ဆိုရင်အနေထားမှာတော့အဲကျွန်တော်တို့နောက်ထပ် PSG နဲ့ပွဲစဉ်အတွက်ပို့ပြီးတော့အရေးကြီးရဲဆိုရင်အနေထားမှာ၁၁ယောက်လုံးအနာပေးခြင်းနဲ့ဆိုတော့ academy player တွေသုံးမရမယ်ဆိုရင်အနေထားဖြစ်နေရတဲ့ကြောင့်မို့ဒီပွဲစဉ်မှာတော့အာဆင်နယ်အနေနဲ့ဒီ Premier League ဒီပွဲစဉ်ပေါ့နော်ကျွန်တော်ပုံမှန်တိုင်းအအောင်ဆိုင်နိုင်မှာမလားဆိုတဲ့တန်တရားလေးရှိမိတယ်။ပြီးတော့လက်ရှိဘုံဘောက်အတင်းရဲ့ခြေစွမ်းပိုင်းအရာလည်းမစိုးဘူး။နောက်ဆုံးကျွန်တော်တို့ ဒီ၅ဘွဲ့မှာတပွဲပဲနိုင်ခဲ့တယ်ဆိုပေမဲ့လည်းနောက်ဆုံး၄ဘွဲ့ဆက်တိုက်မှာရှုံးဘွဲ့မရှိဘဲနဲ့တေး၃ဘွဲ့နဲ့တပွဲနိုင်တာကျွန်တော်တွေ့ခဲ့ရတယ်။အာဆင်နယ်အသင်းကတော့ကျွန်တော်တို့ဘုံပေါက်နဲ့ကျွန်တော်တို့ level 2တဲ့အသင်းဖြစ်တဲ့ Crystal Palace တို့ပြီးတော့ကျွန်တော်တို့ Brentford တို့ဒီ Premier League မှာပဲကျွန်တော်တို့အိမ်ကွင်းမှာတကူးစီတေးဆိုရဲရက်တွေနှစ်ကူးစီဆိုတေးလိုဆိုရဲရက်တွေကြထားတာဆိုတော့ဒီပွဲစဉ်မှာလည်းအဲ့လိုပဲထပ်ပြီးတော့များအာဆင်နယ်အသင်းနဲ့နောက်ထပ်အမှတ်ဆုံးရှုံးတဲ့ပွဲတွေဖြစ်လာမလားပေါ့နော်။ဘာလို့အဓိကအာဆင်နယ်ရဲ့ target ကဒီပွဲစဉ်မဟုတ်ဘဲနဲ့နောက်ထပ်လာမယ့်ကျွန်တော်တို့ PSG နဲ့ဒုတိယကျော Champions League semi-final ပွဲစဉ်ဖြစ်နေမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီပွဲစဉ်မှာတော့အာဆင်နယ်နေနဲ့အရင်အားဆိုင်ပြီးတော့အပင်မ န်းခံပြီးကစားသမားရဲ့ဒဏ်ရာရှိအောင်တော့ကျွန်တော်တို့အသုံးခံလိုက်ကစားဖို့တော့မရှိတော့ဘူးဗျာအဲ့တော့ဒီပွဲစဉ်မှာတော့ကျွန်တော်တို့အာဆင်နယ်တက်ဆိုင်ရင်တော့ကျွန်တော်တို့ဧည့်သည်ဘုံမောပို့ပြီးတော့အကြိုက်တွင်မိတယ်လက်ရှိဘုံမောအသင်းရဲ့လူစင်းရဲ့ခြေစွမ်းမန်းအရာလဲအာဆင်နယ်တက်အကောင်းဆုံးတုံ့ပြန်ကစားနိုင်တာဖြစ်တဲ့ကြောင့်မို့ဒီပွဲစဉ်မှာတော့ကျွန်တော်တို့အပြန်လည်သွင်းဖို့တဲ့အများကြီးတွေ့ရတဲ့ဆိုင်ဘုံမောကလည်းကျွန်တော်တို့ပွဲကိုထိန်းကစားရင်းနဲ့ရက်လက်ကောင်းတစ်ခုရရှိအောင်အနိုင်မရရှိခဲ့ဘူးဆိုရင်တော့ကျွန်တော်ဒီတေးရက်လက်လောက်ရောက်ရှိအောင်တစ်ဖက်ကအာဆင်နယ်အသင်းကလည်းကျွန်တော်တို့အကေအိမ်ဝင်းဖြစ်တဲ့တဲ့ကြောင့်မို့တိတ်ခါပိုင်းအရာဂုံတိတ်ခါပိုင်းအရာမထိကြအောင်မို့နော်အကေနိုင်မရရှိခဲ့ဘူးဆိုရင်တော့အနည်းဆုံးတော့တေးလောက်ပြန်ပြီးရရှိအောင်ကစားမှဆိုတော့နည်းနည်းလေးထိန်းကစား င်းနဲ့များတွင်ကိုနေတဲ့ပွဲစဉ်တွေကိုဥတီသွားမလားပေါ့နော်အဲ့တော့ဒီပွဲစဉ်မှာကျွန်တော်ကတော့ဂိုးရလက်ရခံမှန်းရမယ်ဆိုရင်တော့ဘုံမောက်အသင်းအနေနဲ့တေလောက်တော့ကျွန်တော်တို့ရရှိနိုင်မယ်လို့ထင်တယ်အခမ်းအသင်းလို့နိုင်သွားခဲ့တယ်ဆိုရင်လည်းဘုံမောက်အသင်းနိုင်မှုအတွက်ရာခိုင်နှုန်းလေးကပိုပြီးတော့ရှိတယ်ဆိုတဲ့အနေထားမှာကျွန်တော်ခံစားမိရပြအဲ့တော့ဒီပွဲစဉ်မှာတော့ဘုံမောက်အသင်းအနေနဲ့နိုင်ခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့01ဆိုတဲ့ရက်လက်မျိုး12ဆိုတဲ့ရက်လက်မျိုးနောက်ဘုံမောက်အသင်းနိုင်မှုအတွက်ရှိပြီးတော့ခေတေးကြားခဲ့မယ်ဆိုတော့တစ်ဖက်တကူးစီဆိုတဲ့တေရက်လက်လောက်လေးဖြစ်သွားနိုင်မယ်အနေထားရှိရလို့ကျွန်တော်ထင်မိပါခင်ဗျဟုတ်ကဲ့ကိုကြီးဆိုတော့ဒီနေ့ပွဲစဉ်မှာတော့အာဆင်နယ်အသင်းရဲ့လူထုပုံတော့ကျွန်တော်တစ်ချက်ဒါပွဲအတွင်းကြားတော့မှာပဲစောင့်ကြည့်ရလိမ့်မယ်ဆိုတော့တခုရှိတာကအာဆ ာဆယ်နယ်အသင်းကသူတို့ရှေ့ရပွဲစဉ်တော့ပို့ပြီးအာရုံစက်မှာဖြစ်တဲ့အတွက်ဒီနေ့ပွဲစဉ်မှာတော့ကျွန်တော်လူစင်းရဲ့အပြောင်းလဲတွေကတော့အများကြီးတော့တေချာပေါက်မြင်ရလိမ့်မယ်အကွေဒါသူအနေနဲ့ဒါလူစင်းရင်ဒါကျွန်တော် first line add တွေကိုထုတ်သုံးမယ်ဆိုရင်တော့မှပဲဒါပထမတစ်ပိုင်းလောက်ဒါမှမဟုတ်ဒုတိယတစ်ပိုင်းလောက်ဒါကျွန်တော်လူစားလဲပုံစံမျိုးလေးတွေပဲကျွန်တော်မြင်တွေ့ရနိုင်ခြင်းရှိတယ်များသောအားဖြင့်ဒါ academy ကစားသမားလေးတွေလည်းဒီနေ့ပွဲစဉ်မှာကျွန်တော်မြင်တွေ့ရလာနိုင်ခြင်းရှိတယ်လို့ခန့်စားရတယ်ဗျတစ်ဖက်ကဘုံမောက်ကိုကြည့်မယ်ဆိုရင်တော့သူတို့အနေနဲ့ဒါနောက်ဆုံး၅ပွဲမှာကျွန်တော်တို့ဒါတက်စစ်ပိုင်းဆိုင်ရာအရာမှာအရင်ကြီးအလုံးမဖြစ်ခဲ့တော့တော့ကျွန်တော်တွေ့ရတယ်ဗျပြီးတော့နောက်ဆုံးဒါတရေချခဲ့တဲ့ပွဲစဉ်မှာ ်မှာဆိုမှ Chelsea United အသင်း1-1နဲ့တရေကြတယ် Crystal Palace နဲ့အသင်းပွဲစဉ်မှာ0-0နဲ့ဒါကျွန်တော်တို့ကိုမရှိတရေကြတယ်နောက်ကျွန်တော် Fulham နဲ့ပွဲစဉ်မှာဆိုရင်လည်း1-0နဲ့သူတို့အနိုင်ရရှိခဲ့တယ်ဗျာဆိုတော့ဒါအနိုင်ရရှိခဲ့တဲ့ပွဲစဉ်ဖြစ်တရေကြခဲ့တဲ့ပွဲစဉ်တွေဖြစ်ဖြစ်ဒါတို့အနေနဲ့ဂိုးမသွင်းနိုင်ဘူးဒါမှမဟုတ်ရင်ကျွန်တော်တို့တဂိုးလောက်ပဲသွင်းနိုင်တယ်ဆိုတာကနောက်ဆုံး3ပွဲဆက်တိုက်ကျွန်တော်တို့မြင်တွေ့ရတယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာသူတို့တိုက်စစ်ကအဲ့လောက်ကြီးအလုပ်ဖြစ်ပါမလားလို့ကျွန်တော်ခံစားရတယ်ဆိုတော့ Arsenal အသင်းကလည်းဒါကျွန်တော်အိမ်ကွင်းလည်းဖြစ်တယ်ဒါဘလို့ပဲဒါကျွန်တော်တို့အရင်ကစားသမားတွေပဲထုတ်သုံးတယ်ပဲပြောပါစေအောင်ဒါတို့အနေနဲ့အိမ်ကွင်းပြည့်သက်ရှေ့မောက်မှာဂုံသိခအ အရာတော့အကောင်းဆုံးဒါကျွန်တော်တံပြန်ကစားမဲ့အနေအထားတစ်ခုဆိုတော့ဒီနေ့ပွဲစဉ်မှာကကျွန်တော်တို့ဒါနှစ်သင်းမှာတော့ဒါပုံမှန်ဆိုရင်တော့ဒါအာဆင်နယ်အသင်းကတော့ဒါခြေပြတ်အတာနဲ့အနိုင်ရရှိသွားဖို့ရတော့ကျွန်တော်ရာခိုင်နှုန်းမြားတယ်ဆိုပေမဲ့ဒီတစ်ခေါက်မှာတော့ကျွန်တော်အဲ့ဒီလိုဒိုင်ရိုက်ပြောလို့တော့မရဘူးပေါ့နော်ဆိုတော့တို့အနေနဲ့ကျွန်တော်အများကြီးရှေ့မှာရှိသေးတယ်ဆိုတဲ့အနေအထားတစ်ခုမှာဒီနေ့ပွဲစဉ်မှာတော့ကျွန်တော်အခုပြောခဲ့သလိုပဲဒါဧည့်သည်ဘုံမော့အသင်းကိုတော့ကျွန်တော်ပို့ပြီးတော့သဘောကျမိတယ်ဆိုတော့အကယ်၍နိုင်မယ်ဆိုရင်လည်းဒါတို့အနေနဲ့ဂိုးအများကြီးကိုကျွန်တော်မြင်တွေ့ရနိုင်ကြတော့မရှိဘူးပြဒါ1စီဒါကျွန်တော်တို့ တာ1 1ပေါ့เนาะဆိုတော့နှစ်သင်းပေါင်းသွင်းကို2 6ထပ်ပို့ပြီးတော့များမဲ့ပွဲစဉ်တပွဲလို့ကျွန်တော်သိမခံစားဘူးဒါအများဆုံးဖြစ်နိုင်ကြီးရှိတာတော့တရေပွဲစဉ်ဗျတရေဖြစ်ဖို့ရာလဲဒါကျွန်တော်ကယ်ဝေးအာဆင်နယ်အသင်းကဘယ်လောက်ထိဒါဂိုးသွင်းဖို့ကြိုးစားလာမလဲပေါ့เนาะဆိုတော့အဲ့ပုံမှာမူတည်ပြီးတော့ဒါ1 1ဆိုတဲ့ရာလောက်လောက်နဲ့ဒါတရေကျတော့ပွဲရာရှိရဲ့ကယ်ဝေးအာဆင်နယ်အသင်းကဒါဂိုးပြတ်မျိုးမသွင်းယူနိုင်ခဲ့ဘူးဆိုရင်တော့ဒါဘုံမောက်အသင်းကတော့1 6ဆိုတဲ့ရာလောက်လောက်နဲ့ဒါအနိုင်ရရှိသွားတဲ့ပွဲစဉ်တပွဲမျိုးဖြစ်သွားဖို့ရာရှိပါတယ်ဗျဟုတ်ကဲ့ပါကိုကြီးကျွန်တော်အာဆင်နယ်အသင်းနဲ့ AFC ဘုံမော့အသင်းတို့ရှင်းပြန်ကစားကြမယ့် Premier League ပွဲစဉ်35ရဲ့ပွဲချင်းလို့လည်းချက်လောက်ပြပြပေးပါအောင်ဗျာ။ ဟုတ်ကဲ့ပါကိုကြီးဒီပွဲစဉ်တော့ပရီးမီယာလိဂ်ရဲ့ပွဲစဉ်35ဖြစ်အာဆင်နယ်အသင်းနဲ့ဘုံမောက်တင်ကအခုလာမယ့်စနေနေ့ည17:00နာရီမှာရှင်ပြိုင်ကစားသကြမှာဖြစ်ပါတယ်ခင်ဗျာဒါကတော့အာဆင်နယ်အသင်းနဲ့ AFC ဘုံမောက်အသင်းတို့ရှင်ပြိုင်ကစားကြမယ့်ပရီးမီယာလိဂ်ပွဲစဉ်35အတွက်ပွဲကြုံ3-0ချက်စီစဉ်မှာဖြစ်ပါတယ်နောက်တဲ့ပွဲစဉ်တွေနဲ့တူလဲပြန်လာခဲ့ပါဦးမယ်ဗျာ